ကဲကျွန်တော် United အသင်းရာဒီ Nottingham Forest နဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်နိုင်ပွဲရက်တန်သွားရဗျာဆိုတော့ဒီရှောင်းထိုက်ရဲ့လက်အောက်မှာ refresh ဖြစ်နေတဲ့ Nottingham Forest နဲ့ကစားရင်ကျွန်တော်အသင်းအတွက်ဒါခက်ခဲမယ်ဆိုတော့ကျွန်တော်အသိပေမဲ့လည်းအဲ့ပွဲကိုတပွဲလုံးပြန်ပြီးတော့ခြုံကြည့်မယ်ဆိုရင်ကျွန်တော်အသင်းအတွက်ဒါနည်းနည်းလေး frustrated ဖြစ်စရာတော့ကောင်းတယ်လို့ကျွန်တော်ကတော့မြင်တယ်ဗျာဆိုတော့ကျွန်တော်ထုံးစံအတိုင်းပဲဒီပွဲကနေပြီးတော့ကျွန်တော်ဘာတွေတင်ယူလိုက်ရလဲပြီးတော့ကျွန်တော်အသင်းဘာတွေအားကောင်းခဲ့လဲဖယ်နေရာတွေမှာအားနည်းခဲ့လဲပြီးတော့ဒီ Ruben Amorim အနေနဲ့ရောအဲ့ပွဲပြီးစဉ်မှာဘာတွေကိုအဓိကထားပြီးတော့အလုပ်ဆောင်သင့်လဲဆိုတဲ့အကြောင်းအရာတွေကဒီနေ့ဒီဗီဒီယိုမှာကျွန်တော်ညီကိုရင်နဲ့တူတူဆွေးနွေးသွား ုံးသက်သွားမယ့်အကြောင်းအရာတွေပဲဖြစ်တယ်။ကဲညီကိုတွေအားလုံးမင်္ဂလာပါ။ကျွန်တော်တို့ရဲ့ Glory United ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။အဲ့တော့ကျွန်တော်ဒီမှာဒီနေ့ဗီဒီယိုအကြောင်းမပြောခင်ကျွန်တော်ညီကိုတွေကို request တစ်ခုလုပ်ချင်တာကျွန်တော်တို့ရဲ့ YouTube channel လေးကို like and subscribe လေးဒါလုပ်ခဲ့ပေးကြဖို့ကျွန်တော်မေတ္တာရက်ခင်ခြင်းနဲ့ တော့ကျွန်တော်ဒီ Nottingham Forest နဲ့ပွဲရအခြေအနေကိုပြန်မသွားကြည့်မယ်ဆိုရင်ကျွန်တော်အတင်းရဲ့ပထမပိုင်းကစားပုံကတော်တော်လေး decent ဖြစ်တယ်လို့ကျွန်တော်ပြောလို့ရရဗျာအတင်းရဒီပထမပိုင်းမှာဆိုရင်အရင်ကြီး dominate လုပ်နိုင်တာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ဒီကောင်းမွန်တဲ့ chance creation လေးရှိခဲ့တယ်ပြီးတော့အတင်းအတွက်လိုအပ်တဲ့တကူကိုလည်းကျွန်တော်ဥဆောင်ကိုလည်းကျွန်တော်အတင်းရရယူနိုင်ခဲ့တဲ့အတွက်ပထမပိုင်းအတင်းရဲ့ကစားပုံက decent ဖြစ်တယ်ဆိုတော့အဲ့ပွဲမှာအဓိကကျွန်တော်ကို surprise ဖြစ်တာဗျာကျွန်တော်တို့ဒီ နော်ဒီယန်ဖောတဲ့အတင်ကဒီရှောင်းထိုက်ရဲ့လက်အောက်မှာ refresh ဖြစ်နေဆိုတော့တည်ရဲ့ဒါပေမဲ့ဒီအဲ့လောက်ကြီးထီဟိုကောင်းမွန်မှမလားဆိုတာမျိုးတော့မတွေးခဲ့ဘူးဆိုတော့နော်ဒီယန်ဖောရက်ကအဲ့ပွဲမှာကျွန်တော်ထင်ထားတာတက်ကိုပို့ပြီးတော့အကောင်းအမွန်မကစားနိုင်တယ်ရဲရဲဝုံးဝုံးလည်းကစားနိုင်တယ်ကျွန်တော်ဆိုရင်အဲ့ပွဲမှာသူတို့ဒီ low block နဲ့ city ထိုင်ပြီးတော့ကစားမယ်လို့ကျွန်တော်ထင်နေပေမဲ့လည်းသူတို့ဒီ sit back ကစားမသွားတာကိုကျွန်တော်တို့တွေးရတယ်ဆိုတော့ဒီ Northern Fort ကစားတော့လည်းကျွန်တော်တော်တော်ကောင်းတယ်အဓိကဒီပွဲမှာကျွန်တော် first rate ဖြစ်တာကျွန်တော်အတင်းဒုတိယပိုင်းအစပဲဆိုတော့ကျွန်တော်အတင်းကပထမပိုင်းမှာ1-0နဲ့ဥဆောင်ထားတယ်ဒါပေမဲ့ဒုတိယပိုင်းအစမှာဒီ9မိနစ်အတွင်းမှာပဲ တော်နှကူပေးလိုက်ရတယ်ဆိုတော့အဲ့ဒါဖုတ်ခဲ့လွတ်သွားကြအောင်လို့လည်းပါရဗျာဆိုတော့အဲ့နှကူကပဲကျွန်တော်ပွဲကိုတန်း around ဖြစ်သွားတယ်ဆိုတော့အဲ့နှကူလုံးမှဆိုရင်ကျွန်တော် player တယောက်ချင်းစီကိုတော့ဒါဘလိန်းနာမျိုးမဟုတ်ပေမဲ့လည်းကျွန်တော်ဓာတ်လို့ရအားနေချက်ကိုတော့နည်းနည်းတော့ပြောချင်တယ်ဗျာဆိုတော့ဓာတ်လို့အနေနဲ့ အဲ့ဒုတိယလုံးမှာဆိုရင်ဘောလုံးနဲ့အနီးမှာ तू ကအရင်ရှိရဗျာဒါပေမဲ့နောက်ကကစားသမားကဘောလုံးကိုအရင်ထောက်ပြီးတော့ဒါယူသွားတဲ့အချိန် तू ရက်ကြည့်နေကြရတယ်ဆိုတော့ကစားသမားရဲ့ agency level ကဒါတစ်ခါလေကြောက်လဲမေးခွန်းထုတ်เสียပဲ तू ပွဲကို focus လွတ်နေရလို့လဲကျွန်တော်ပြောလို့ရတယ် concentration မရှိဘူးဆိုတော့အဲ့လုံးနေရဗျာဒီကိုသမားတက်ဆွဲတာမဆွဲတာနောက်ထားဒီမြန်မြန်ဆန်ဆန်နဲ့အဲ့လုံးနေရရှင်းပြရမှာတော်တော်ဒပန်းကြီးကစားသမားတယောက်ရဲ့ဗျာ ဒါ visit web တွေဟိုတောင်မှဒီဒါလောက်အနေနဲ့ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူးလို့ကျွန်တော်ကတော့မြင်တယ်။ဒါပေမဲ့ဒီမြတ်မြတ်တက်တာပြန်ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့အသင်းကဒါတခုတခုချစ်ပါကိုယူနိုင်ခဲ့တဲ့အတွက်ဒူတော့ဖြစ်သွားတဲ့အတွက်ဒါမဆိုးဘူးလို့ပြောလို့ရတယ်။ဆိုတော့အသင်းရဲ့ resilient ဘိုင်းနဲ့ပတ်သက်လို့တော်တော်လေးအားကောင်းတယ်ဆိုတာကျွန်တော်အရှိဗီဒီယိုမှာလည်းကျွန်တော်ပြောခဲ့ဘူးရယ်။ကျွန်တော်တို့ဒီ Chelsea နဲ့ပွဲတွေတို့ Brighton နဲ့ပွဲပြီးတို့ဒီ Liverpool နဲ့ပွဲတွေဆိုတော့အဲ့ပွဲတွေမှာကြည့်မယ်ဆိုရင်ကျွန်တော်အသင်းရဲ့ resilient ဘိုင်းကတော်တော်လေးအားကောင်းတယ်။ကျွန်တော်ဒီနောက်ဆုံးအချိန်အထိအနိုင်မခံအရှုံးမပေးတဲ့စိတ်နဲ့ကြိုးစားကစားတဲ့ပုံစံတွေကဒါမနစ်ကတည်းက တော့တော်တော်လေးတိုးတက်လာတယ်ဆိုတော့ Ruben Amorin လည်းအိုက်ပွဲပြီးမှပြောသွားတယ်မနစ်ကလို့အတင်းရဲ့အခြေအနေရဆိုရင်ဒီလိုပွဲမျိုးတွေကကျွန်တော်အတင်းရှုံးနေပြီပြန်မလာနိုင်တော့ဆိုတာအဲ့ဒါကျွန်တော်တကယ်လက်ခံတယ်အဲ့တော့ Ruben Amorin နဲ့လည်းတကယ်ကိုအတွေ့အမြင်တူရဲ့ ဆိုတော့အဲ့နေ့ကနေ Nottingham Forest ကစားသွားတဲ့ဒီ physical အားပြုပြီးတော့မာမာထန်ထန်ကစားသွားတဲ့ပုံစံကကျွန်တော်မနစ်ကဆိုရင်အဲ့လိုပွဲတွေမှာဆိုရင်အများနဲ့ရုန်းကန်ရတဲ့ပွဲတွေပဲဆိုတော့ဒီရာသီမှာတော့ကျွန်တော်တို့ဒီနောက်ဆုံးချိန်ထိဒါ resilient ကောင်းကောင်းနဲ့တိုက်ပွဲဝင်နိုင်ခဲ့တဲ့အတွက်အဲ့ပိုင်းကတော့တိုးတက်လာတယ်။နောက်တစ်ခုပြကျွန်တော်အသင်းရလက်ရှိချိန်မှာဒါ Nottingham Forest နဲ့ပွဲမှာတည်ကြသွားရဆိုပေမဲ့ inform ရတော့ကျွန်တော်ဒုတိယအကောင်းဆုံးအနေနဲ့တော့ရှိနေတော့မယ်။ပထမအကောင်းဆုံးကတော့ Arsenal ပေါ့ဗျာဆိုတော့ကျွန်တော်တို့ကဒါဒုတိယနေရာမှာတော့ရှိနေတော့မယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကနောက်ဆုံး၄ပွဲမှာအမြင့်ဆုံး7မှတ်ရရမယ့်နေရာမှာကျွန်တော်တို့ကဒါအများဆုံး10မှတ်ထိရယူနိုင်ခဲ့ တဲ့အတွက် inform ရတာ Arsenal ပြီးရင်ကျွန်တော်အတင်းအကောင်းဆုံးအနေထားတစ်ခုမှာရှိနေတော့မယ်ဒီ momentum လည်းပြတ်မသွားသေးဘူးဗျာကျွန်တော်နိုင်ပွဲရက်သွားတာလည်းပြီးတော့အတင်းရဲ့ momentum လည်းအကောင်းတိုင်းပဲသွားနေတော့မယ်အဓိကကတော့ခုနကကျွန်တော်ပြောသလိုပဲ1-0နဲ့9နေတဲ့အချိန်မှာဒါ turn around ပြန်ဖြစ်သွားတဲ့အတွက်နည်းနည်းတော့ frustrated ဖြစ်စရာအခြေအနေရောရှိခဲ့တယ်ဒါပေမဲ့အတင်းရဲ့ momentum ရော inform ရောအခုဒီအကောင်းဘက်မှာရှိနေတော့မယ်လို့ကျွန်တော်ကတော့မြင်တယ်နောက်တစ်ခုကျွန်တော်အတင်းတိတိတသာတိုးတက်လာတာအဆက်ပြီးပိုင်းတွေပဲညီကိုတွေတတိထားမိလားမသိဘူးဒီဟာဒီမှာကျွန်တော်တို့အတင်းကဆက်ပြီးရနေပြီးတော့ goal တွေတော်တော်များများသွင်းယူလာနိုင်တယ်ဆက်ပြီးရနေပြီး ီးတော့ဒါ၈ဂိုးအထိကျွန်တော်တို့အတွင်းယူထားတယ်။ဆိုတော့ကျွန်တော်အတင်းရပြဒီရာသီမှာဒါဂိုးက၁၆ဂိုးရထားတယ်။၁၆ဂိုးရထားတဲ့အချိန်မှာ၈ဂိုးကဆက်ပြီးရနေလာတယ်ဆိုတော့ကျွန်တော်အတင်းရဒီ double saturation နေရာနေပြီးတော့ဂိုးရတဲ့အခြေအတွက်ကဗျာဒီအတင်းရကြည့်ထားတဲ့လက်ရှိဂိုးရေအတွက်ရတဝက်နီးပါးလောက်ရှိရလို့ပြောလို့ရတယ်။ဆိုတော့ဒီအချက်ကတော့တော်တော်လေး ဒီအားရစရာကောင်းတယ်ဆိုတော့ကျွန်တော်အတင်းရဲ့ဒီ open play တွေကအရင်ကြီးအလုံးမဖြစ်သေးဘူး open play မှာကျွန်တော်အတင်းကောင်းကောင်းမသွားနိုင်သေးဘူးကွင်းထဲလိုအပ်ချက်တွေလည်းရှိနေတယ်တော့ကောင်းကောင်းမသွားနိုင်သေးဘူးဆိုတော့အဲ့လိုကောင်းကောင်းမသွားနိုင်တဲ့အချိန်မှာဒီ double saturation နေရတယ်ကျွန်တော်ဂိုးတွေရနေတာတကယ်ကောင်းတယ်ဆိုတော့ Nottingham Forest နဲ့ပွဲမှာဆိုရင်လည်းကျွန်တော်အတင်းရဲ့ဒီ front line က၃ယောက်ဗျာဒီကွန်ညာရဲ့ Ambon Moon ရဲ့ပြီးတော့ Sesco ရဲ့ဆိုတော့ဒီကစားသမားတွေကောင်းကောင်းမကစားနိုင်သေးတဲ့အချိန်မှာကျွန်တော်ဒီ double saturation ရနေပြီးတော့ကိုနှစ်ကိုရရှိခဲ့တာတော်တော်ကောင်းတယ်ဆိုတော့အဲ့နေရာတွေကတော့တိတိတသာတိုးတက်လာတာကိုကျွန်တော်မြင်ရတယ်နောက်ပြီးတော့ဒီ Ruben Amorim အဖြစ် ြရှာရမယ်နောက်တစ်ခုပါဗျာဒီ foreign နဲ့ပွဲရကျွန်တော်တို့ဒီ struggle ဖြစ်ခဲ့တဲ့ပုံစံတရားပေါက်အဖြစ်ရှာရမယ်အရာတစ်ခုပဲဘာလို့လဲဆိုတော့ကျွန်တော်အရင်တော့အတွေ့တာကကျတော့ဒီ foreign ကသာ low blow နဲ့ခင်းလာရင်ကျွန်တော်အတင်းအဲ့ foreign ရဲ့ low blow ကို manage လုပ်နိုင်မှာမလားဒီ breakdown လုပ်နိုင်မှာမလားလို့ကျွန်တော်တွေ့ရဗျာဒါပေမဲ့ foreign ကအဲ့ပွဲမှာတကယ်လို့ low blow ဆော့လာတာမဟုတ်ဘူး သူတို့ save ထိုင်ပြီးတော့ဆော့တာမဟုတ်တာတောင်မှကျွန်တော်တို့အတင်းဟာဒီ open play ကနေပြီးတော့ threat တွေမရှိတာကိုတွေ့ရတယ်။ကောင်းကောင်းမထိုးဖောက်နိုင်တာကိုတွေ့ရတယ်။ဆိုတော့ဒီဟာကကျွန်တော်တို့အဖြစ်ရှားမယ့်အရာပဲ။ဆိုတော့ Ruben Amorim အနေနဲ့အဲ့ပွဲရ performance ကိုပြန်ကြည့်ပြီးတော့ကျွန်တော်တို့ဒီ open play မှာအခုထပ်ပို့ပြီးတော့တိုးတက်ကောင်းမွန်ဖို့ရသူလှုပ်ဆောင်နိုင်ဖို့ရလိုတယ်။ဆိုတော့အတင်းတင်းကဒီ Mebelo နဲ့ခံပြီးတော့ဆော့တဲ့အခါမှာမမထန်ထန်တုံ့ပြန်တဲ့အခါမှာဘယ်လိုပုံစံသွားမလဲဆိုတာအဖြစ်ရှားမယ်။မဟုတ်ရင်နောက်ပွဲတွေမှာလည်းဒီအတင်းတိုင်းကကျွန်တော်တို့ဒီလိုမျိုးတွေကစားလာနိုင်တာမျိုးတွေဖြစ်လာနိုင်တဲ့အတွက်အဲ့အချက်ကတော့မဖြစ်မနေအရေးကြီးရလို့ကျွန်တော်တို့ င်တယ်ကျွန်တော်နောက်တစ်ခုကတော့ဒီ Elio Anderson Elio Anderson အကြောင်းလည်းကျွန်တော်ပြောမှဖြစ်မှာဗျာဘာလို့ဆိုတော့ကျွန်တော်အတင်းနဲ့ဒါသတင်းထွက်နေတဲ့ကစားသမားဖြစ်တယ်ဆိုတော့အဲ့ကစားသမားကိုကျွန်တော်အရင်ကအများကြီးစောင့်မကြည့်ဘူးဗျာဒါပေမဲ့ခုနောက်ပိုင်းကျွန်တော်ဒီကစားသမားကိုတော်တော်လေးစောင့်ကြည့်ဖြစ်တယ်သူ့ကိုဗျာကျွန်တော် Manchester United ရဲ့ပွဲမှာမြင်ရတဲ့ပုံစံကိုကြည့်ပြီးတော့ပြောရမယ်ဆိုရင်ဒီ All Action Midfielder ဆန်ဆန်ကစားသွားတာကိုတွေ့ရတယ်ဆိုတော့ကျွန်တော်သူ့ကိုတတိထားကြည့်မိလေသူခြေစမ်းပိုကောင်းလေးပုံစံဖြစ်နေတယ်ဗျာကျွန်တော် United ရဲ့ပွဲမှာဆိုရင်လည်းသူဒီ pressing မှာလည်းသူပါတယ်တက်ကလင်းတွေပါနေပါဆိုရင်လည်းကောင်းကောင်းကြီးလုံနိုင်တယ်ပြီးတော့ဒီ ဘောဂရီမိုင်းမှာလည်းတော်တော်လေးအားကောင်းတာကိုတွေ့ရတယ်။သူ pass ring ကလည်းရှိသင့်တဲ့လောက်ရှိနေတာကိုတွေ့ရတယ်။သူဒီကစားသမားကလည်းတကယ်ကိုကျွန်တော်စောင့်ကြည့်တဲ့ကစားသမားတွေမှာပါတယ်ပေါ့နော်။သူလက်ရှိချိန်မှာကျွန်တော် Manchester United အသင်းနဲ့ဒီကစားသမားဘာလို့ link ဖြစ်နေလဲဆိုတာကလည်းကျွန်တော် United တဲ့ပွဲရခြေစွမ်းကိုကြည့်မယ်ဆိုရင်ဒီဟိုအန်အောဆရာတော့မရှိဘူးလို့ကျွန်တော်ကတော့မြင်တယ်။ဆိုတော့ကျွန်တော်ထပ်ပြီးတော့ဒီကစားသမားကိုစောင့်ကြည့်အောင်မယ်။အခုလောလောဆယ်မှာတော့ ကျွန်တော်ကတော့ဒီ all action midfield ဆန်ဆန်ကျွန်တော်တို့နဲ့ပွဲမှာအလုပ်လုပ်သွားရဲလို့ကျွန်တော်ကတော့မြင်တယ်ဆိုတော့နောက်တစ်ခုကတော့ Ahmed Diya လို့ရဲကိုဆိုတော့ဒီကိုကမနိုင်မကျွန်တော်ထည့်မပြောတော့ဘူးလို့ဆုံးဖြတ်ထားပေးမိတယ်ထည့်မပြောဘဲမနေနိုင်အောင်ကိုဒါလပ်ပါလုံးနဲ့ goal လို့ပြောလို့ရရယ်ဗျာဆိုတော့ Ahmed အနေနဲ့ဒီຢာဒီမှာသူ့ရဲ့ပထမဆုံး goal ကိုလည်းဒါရသွားတဲ့ ဟိုကစားမလာဖြစ်တယ်ပေါ့နော်ဆိုတော့ treat ပို့ပြီးတော့လေယုံကြည်မှုအားကောင်းလာနိုင်တယ်ဆိုတော့အမတ်ကရင်ပွဲတွေမှာတည်းကအတင်းအများကြီးကူညီပေးတယ်ပါတယ်ဆိုတော့ဒီ goal နဲ့ဒီ goal ရောဒီပွဲပြီးမှဆိုရင်လေ Ruben Amorin အမတ်နဲ့ပတ်သက်ပြီးပြောတော့တာအမတ်ကိုဒီဝင်းဘက်မှာကစားတဲ့အချိန်မှာအခုတက်ပို့ပြီးတော့မျောလင်းလို့ရတယ်အမတ်ကအခုတက်ပို့ပြီးကျွန်တော်အတင်းကိုပေးနိုင်တယ်ဆိုတဲ့အရာကြီးရှိရပေါ့နော်ဆိုတော့အမတ်အနေနဲ့လည်းအခုတက်ပို့ပြီးတော့တောက်ပလာမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့အမတ် အတွင်းသွားတဲ့ကူကလည်းတကယ်ကိုလှပါရဲ့ဒီ Havel Valley ကန်သွားတာတော်တော်လေးလှရဲ့လို့ကျွန်တော်ကတော့မြင်တယ်ဆိုတော့နောက်ဆုံးအနေနဲ့ကျွန်တော်ဒီပွဲကိုခြုံငုံကြည့်ရမယ်ဆိုရင်ကျွန်တော်တို့အတင်းအထီးကအဖြစ်ရှာမယ့်အရာ open play တွေမှာကျွန်တော်တို့ဒီအတင်းတင်းကစစ်ဘက်ကစားနာမဟုတ်ဘဲနဲ့တော့ open play မှာ threat မရှိတာကျွန်တော်အဓိကအဖြစ်ရှာရမယ်စက်ပီတွေခုထပ်ပို့ပြီးတော့အားကောင်းလောင်ကျွန်တော်လုံးရမယ်ပြီးတော့နောက်တန်းနေဒီနောက်တန်းရဲ့ဒီ focus လွတ်တဲ့ဟာ concentration လွတ်တဲ့ဟာတွေဆိုတော့မာတီးယက်တီလေးပြောခဲ့သလိုပဲဒီဒီ brand foot နဲ့ပွဲမှာလည်းဒီနောက်တန်းနေ focus လွတ်တဲ့ဆိုပြီးသူပြောတယ်အခုဒီပွဲမှာဆို င် Nordian Forest နဲ့ပွဲမှာလည်း focus လုပ်တယ်ဆိုတော့အဲ့အရာတွေကကျွန်တော်မဖြစ်မနေပြောင်းပြုလင်ပြောင်းလဲရမယ့်အရာတွေဆိုတော့ဒီအရာတွေကကျွန်တော်ဒီ Nordian Forest ပွဲမှာကျွန်တော်တင်ယူခဲ့ရတဲ့အရာတွေလို့ပဲကျွန်တော်မြင်တယ်ဆိုတော့ညီကိုတွေလည်း Nordian Forest နဲ့ပွဲကညီကိုတွေရဲ့တင်ယူခဲ့ရတဲ့အရာညီကိုတွေမြင်မိတဲ့အရာတွေကိုကျွန်တော်လည်းဒီ comment section မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပေးသွားပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်